က်ကွန်ပါတော့ခါကျပို့ပြီးတော့တက်တော့တူတာရှိတယ်ဟုတ်။ဒီနေ့ကအရင်ပျော်နေချိန်တိုတွင်းလဲရောက်တယ်ဆိုတဲ့ခါကျတော့လေအဆင်ပြေမယ်လို့ထင်ပါတယ်ဟုတ်။ ချစ်သက်ပြရနေပြန်လဲကြိုဆိုလိုက်ပါလားရှင်ပြိုကူနေပြီးတော့ဘူဒါယုရောက်ရှိနေရပဲဖြစ်ပါတယ်ညာကုန်နေပြီးတော့ခရီးစဉ်ဟောဒီဂျပန်နိုင်ငံတွေဝဲထားရှိရပေါ့နော်လေးပိဆက်ပါတယ်ဖြစ်မီဒီအမ်ယူယထာတဲ့ဆိုင်ကြောင်ပြုတ်ရိုက်ကူတဆက်ပြတော့မှာပဲဖြစ်ပါတယ်ရှင်ဒီရထားပေါ်ကခီးသွားလာသူရဲ့ရင်းနှီးခန်းစာချက်တွေကဘယ်လိုလဲဆိုတော့မြင်ပုံမျိုးဖြစ်ပါတယ်ရှင်။ ပထမဆုံးမှသွားမဲ့ခီးစဉ်အကြောင်းလေးပြပြပေးပါရှင်။မန်းလေးကနေပြီးနေပြီးတော့နေပြီးတော့နေကြီးရကုန်သွားမှာပေါ့နော်။အခုလိုမျိုးခင်မီရထားစီရဆိုဘယ်လိုမျိုးခံစားရလဲဒီနေ့မှာ။ဘယ်လိုမျိုးခံစားရလဲဆိုတော့ကတော်တော်များများရှိတာပေါ့။အဲယာကွန်ပါတော့ခါကြပို့ပြီးတော့တော်တော်များများရှိတာဟုတ်။ပထမဆုံးအန်ဒီတို့သွားမဲ့ခီးစဉ်အကြောင်းလေးပြပြပေးပါရှင်။အခုအန်တီတို့ကနေပြည်တော်မှာတာဝန်ကျနေတာပါအခုရန်ကုန်မိသားစုစီပြန်လဲပြန်မှာပါရှင့်ညာဆက်နဲ့ရထားစီရမှာဆိုတော့အဲ့ဒီနေမှာဘယ်လိုမျိုးခံစားရလဲရှင့်ရွှေရှင်ပါတယ် မင်္ဂလာပါရှင်မင်္ဂလာပါညီမလေးဟုတ်ကဲ့ဖဲမောက်ဆုံးမဒီစီးမဲ့ပါတော့ခီးစင်လေးကြောင်းလေးပြပြပြပါရှင်ခီးစင်ကတော့မတော်နေပြီးတော့ကနေရန်ကုန်ကိုလိုက်စီးမှာပေါ့ငငယ်လေးတွေကယထားစီးရအောင်သဘောကျတယ်ဘလို့ခံစားရတယ်စင်းနေကအရန်ပျော်နေတယ်ချိန်တိုတွင်းလဲရောက်တယ်ဆိုတဲ့အခါကျတော့လေအဆင်ပြေမယ်လို့ထင်ပါတယ်ဟုတ် ပရိသတ်ကြီးမြန်မာမီဒီယာထားဆိုတော့မြန်မာနိုင်ငံမှာလက်မှတ်ဆက်သွယ်ရေးကဏ္ဍမှာအရေးပါတဲ့ခက်ခဲနာတွေပဲဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ဒီလိုမျိုးဖြစ်နေဒီအမျိုးယထားတဲ့ site တွေအသုံးပြုခြင်းအပြင်ဖြီးတယ်တွေအတွက်လဲကူများဆန်းစွာနဲ့လိုရာကြီးကိုရောက်မှာဖြစ်တယ်လို့ကုန်စီတွေရဲ့နေရာအနှက်ဒေသအနှက်ကိုကြစိတ်တတာစွာဖြစ်တဲ့ဝန်ဆောင်နိုင်မှာဖြစ်ပါတယ်။ပရိသတ်ကြီးကိုလာရောက်စီဖို့ဖိတ်ခေါ်ရင်လည်းဒီဘလော်လေးကနေနှောက်ဆက်လိုက်ပါတယ်။နောက်တစ်ပတ်မှာလည်းချစ်တဲ့ရုပ်ကနေပြီးတော့အခုထပ်ပိုကောင်းတဲ့အကြောင်းအရာတွေရိုက်ကူးတက်ဆက်ပြုံးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုပေးပါအောင်နော်။တာ